အားလုံးပဲမင်္ဂလာပါချက်တကောင်ကိုကင်တော့မယ်ပြင်တော့မယ်ဆိုရင်ကိုချက်ကဘာတွေအားသာလဲတီးဖို့လိုအပ်ပါတယ်ကိုကင်တဲ့ချက်ကဘာလန်းလဲအမိုက်ကိုအာပြူလားအလင်းမလန်းဆန်လားစာရာတွေကိုတီးဖို့လိုအပ်ပါတယ်အမိုက်ဆိုရင်တော့ကိုတက်ခံတတ်တဲ့အမိုက်နဲ့မြပြီးငါလဲဆိုတဲ့အမိုက်ခွဲခြားတီးဖို့လိုအပ်ပြန်ပါတယ် ိုတက်ခံတတ်တဲ့အမိုက်ကိုပြင်ရတာတိတ်မခက်ပေမဲ့ငင်ပါလဲငါပါလဲမေ့ကျင်တဲ့အမိုက်ဆိုရင်တော့ခန်းသားလဲသားနဲ့ရုံအားရှိဖို့လိုအပ်ပါတယ်။အဲ့လိုကြက်မျိုးကိုလဲသားမျက်နှာကိုကြက်မျက်နှာရေနွေးစုပြီးလက်မနဲ့ပီပေးတာမျိုးလုပ်ပေးတင်ပါတယ်။ရေနွေးကင်နာကိုမနေ့ညနေပုံမဲ့လက်သားထည့်ပေးတင်ပါတယ်။ဒါမှဝိုင်းမှာတစ်ချက်ချက်ခုတ်တာခံနိုင်ပြီးကိုကိုတက်ချိန်မှလည်းတစ်ဖက်ချက်ကိုခုတ်နိုင်ပါပါ။ ကျမိုက်တွေရရွယ်ရောက်တွန်းခါတင်တာနဲ့ရွယ်လူတွေကိုရန်ဆောင်ပြီးကျမကြီးတွေကိုတော့ပြန်လည်အနိုင်ယူလို့ရှိပါတယ်။အမိုက်တိုက်စစ်ကိုဦးစားပေးတဲ့ကြက်ကိုတက်ခတ်တတ်တဲ့အမိုက်မျိုးနဲ့ငါးသားတည်ရင်တဲ့အမိုက်မျိုးဆိုပြီးရှိနေပြန်ပါတည်ရဲ့။အဲ့လိုမိုက်တွေထဲမှာမှကိုတက်ခတ်တတ်တဲ့အမိုက်ကရွယ်ရောက်ထားခြင်းတူရင်တော့နောက်မှခွလိရှိပါတယ်။ဒါပေမဲ့အမိုက်မျိုးတွေဝင်နေမှုပြင်ဆင်ရတာတစ်ပတ်နဲ့တစ်ပတ်အလုပ်တင်တာ ရပ်ပပြည့်အာပီဒါနဲ့ရှားလို့ရတဲ့မျိုးစားပြီးပါပဲဒါဟာမိုက်မျိုးနဲ့ဝင်းနမှုတိုက်စစ်ဖို့အာပြုတဲ့ကြံပြီးဖို့တပန်းတဲ့တစ်ပတ်တိုးပြင်ရတာတင်ပြင်ရတာအရွယ်ရောက်တာနဲ့လွယ်ကူစွာပြင်ရလွယ်လေးရှိပါတယ်ကိုကင်တိုင်းမဲ့ကြက်ကောင်ကလမ်းအလေးမှာဆန်နေခြင်းရင်တော့ခန်းစစ်ဦးစားပေးကြက်တွေဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ခန်းစစ်ဦးစားပေးကြက်တွေဟာပထမဦးစွာခန်းစစ်ကိုလုံးလုံးပြီးမှတံပြန်တိုက်လေးရှိတတ်တဲ့တဘာဝကြောင့်ကိုဘကဆင်းရှားလုံးလုံးအောင်အနေထားတစ်ခုရှိနေဖို့လိုအပ်ပါတယ်ခန်းစစ်ဦးစားပေးကြက်တွေမှုကိုဘကလက်နက်တွေပြည့်စုံနေဖို့လည်းလိုအပ်ပါသေးတယ် ဓိကလက်နက်တွေကတော့ကြယ်ယူကြက်သက်ငုံနဲ့အတောင်စားတဲ့ရာတွေဟာအရွယ်ရောက်အခါကောင်းနေဖို့လည်းလိုအပ်ပါသေးတယ်။ အလိုရွယ်ရောက်အခါကောင်းပြီဆိုတာနဲ့ပြည်ပြည်ချင်းအလုပ်ကိုတိုးတိုးတင်တင်ပါတယ်။ကြမ်းမိုက်တွေကနှစ်ပါသုံးပါရှာပြီးတာနဲ့တိုင်းလို့ရတတ်ပေမဲ့လိမ္မာလမ်းတွေကတော့လင်းငါးပါရှာပြီးတပြည်ပြည်ချင်းပြင်းပြီးတိုက်တင်ပါတယ်။လူတွေရယူချင်းကလမ်းဆိုရင်ပေါင်ရွေးခံနိုင်အောင်လိမ္မာဆိုရင်ကြဲရိုးချင်းချင်ရိုက်နိုင်အောင်ကျေယိုးချင်းရှင်ရရင်တော့ကိုကနှုတ်ရင်းရှေယိုးတွေတွေ့ချင် OB စင်လာတတ်ပါတယ်။ယူမီကြလို့ရေမြောက်တဲ့အလိမ်မဟာချုံးဖို့ရာဂိုင်းတို့တော်တော်များတယ်ဆိုတာကိုတတိထားဖို့လိုအပ်ပါတယ်။ကိုကခန်းစစ်ဦးစားပေးပြီးကစားတဲ့ကြဟာအောက်ပပတဲ့ရင်တစ်ပတ်ချက်ကိုဘလုံးမှထိန်းနိုင် င်ဖို့မလွယ်ပါဘူး။ပေါင်းရင်းရင်းတွေအတောင်တွေပြိုကျအောင်အောက်ကလေးနဲ့ရိုက်ကပေးထားမှပရောဂျက်ကိုနောက်ပိုင်းမှာဖြူနိုင်မှုလွယ်ပါမယ်။ဒါတော့ရိုးသက်ခန္ဓာကဘားကြောင့်နေပါနဲ့အနေရိုက်ခိုင်းတာလဲဆိုရင်ရကြိတ်မှမယုံနိုင်ပဲရက်တန့်သွားတတ်လို့ပါပဲ။လဲဆိုတာကတော့အလိမ်မှာလမ်းစင်းရင်းလဲအိုးတွေခန္ဓာရင်ရှိရဖွဲ့စည်းမှုနဲ့လာတတ်ပေမဲ့လဲရိုးတွေကိုတော့လက်သားထည့်ပေးထားတင်ပါတယ်။အလိမ်မှာလမ်းတွေကလဲခံရမှုအင်မတန်နေပါတတ်ပေမဲ့တကယ်ပြန်မဲ့ကောင်းတဲ့တွေးတဲ့အခါမှာတော့မျက်နှာထက်စာရင်းလဲပဲခံရလိမ့်ရှိတတ်ပါတယ်။ သူတို့ရဲ့ခွန်လန်းမှုအရာကိုကပြင်နာထက်ရင်ပန်းတဲ့အတောင်လဲကိုပဲခံပေးလို့ရှိပါတယ်။အတောင်ဆိုတာကတော့ခန်းစစ်ဦးစားပေးတဲ့ကြက်တွေမျိုးအတောင်တို့တွေရှိနေခဲ့ရင်အတောင်တစ်ချောင်းစာပြည့်နေခဲ့ရင်နောက်ထပ်အလွယ်တကူနောက်အတောင်တွေပါပြည့်စည်လို့တက်တာမျိုးအတောင်တို့ကျွတ်တဲ့ရှင်းတဲ့အတောင်ပြတ်တာကိုဆက်ပေးထားဖို့လိုအပ်ပါတယ်။ဒါပေမဲ့ပြည်စုံမှခန်းစစ်ကိုဦးစားပေးတဲ့ကြက်တွေကိုကိုင်းရွယ်တင်ပြီး တိုက်စစ်ခံစစ်ကြက်တွေကိုဘယ်လိုပြင်ဆင်ကိုင်းရွယ်တင့်နေဆိုတာကိုတတိမူဖို့လိုပါကြောင်းပြောကြရင်တိုက်ကြက်ရှိသူညီကိုပေါင်းတိုက်ကြက်ကောင်းများပိုင်ဆိုင်နေကြပါလိမ့်ဗျာ။နောက်လာမယ့်ရက်တွေမှာလည်းတိုက်ကြက်နဲ့ပတ်သက်တဲ့ဇေဝင်စားတွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe နှိပ်ခဲ့ပါအောင်ခင်ဗျာ။